ဥရောပရဲ့အစွမ်းထက်တဲ့တိုက်လေယာဉ်တွေကိုခလုတ်တစ်ချက်နှစ်ယုံနဲ့ပိတ်သိမ်းလိုက်နိုင်တယ်ဆိုရင်စစ်ပွဲအခြေအနေတွေကိုဘယ်လိုပြောင်းလဲသွားနိုင်မလဲ။ဆယ်စုနှစ်တွေကြာအောင်ဥရောပနိုင်ငံတွေဟာသူတို့ကိုသူတို့ကာဝယ်ဖို့အတွက်အမေရိကန်ထုတ်လက်နက်တွေကိုအားကိုးခဲ့ကြပါတယ်။ဒါပေမဲ့အခုခါမှာတော့ထိတ်လန့်စရာအခြေအနေတခုကိုကြုံတွေ့နေရပါတယ်။အမေရိကန်ကဥရောပရဲ့ F-35 တိုက်လေယာဉ်တွေကိုအကွာအဝေးတစ်ခုကနေပိတ်နိုင်တဲ့စွမ်းအားရှိသလားဆိုတဲ့မေးခွန်းတစ်ခုပေါ်ထွက်လာပါတယ်။တချို့ကျွမ်းကျင်သူတွေကရှိတယ်လို့ယုံကြည်ကြပါတယ်။ ဒါပြင်ဒေါ်နယ်ထရန့်ကထပ်ပြီးအာယုံစိုက်ခံနေရတဲ့အချိန်မှာဒီကြောင်ရုံမှုတွေဟာပိုပြီးကြီးထွားလာနေပါတယ်။ဒီလိုမျိုးပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ cloud K switch ဆိုတာမျိုးကအမေရိကကဥရောပလေတပ်တွေကိုတညအတွင်းမှာအင်အားချိနဲ့သွားအောင်လုပ်နိုင်စေပြီးသူတို့ရဲ့စစ်မြင့်တဲ့စစ်လင်ယာဉ်တွေကိုအသုံးမဝင်တဲ့တန်ကြီးတက်နေတဲ့အရာတွေဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်။ဒါဟာစိတ်ကူးရဲ့အကြံစီတစ်ခုပဲလား။အမှမဟုတ်တကယ်ချိန်ချောင်းမှုတစ်ခုလား။ Trump ကတကယ်ပဲဥရောပရဲ့ F35 တွေကိုအသုံးမဝင်တဲ့အရာတွေဖြစ်အောင်လုပ်နိုင်နေဆိုရင် ဥရောပရဲ့ကာဝေးရေးအနာဂတ်အတွက်ဘာဆိုလိုတာလဲဒါကိုသိရှိဖို့ဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်မက်ရှလာကိုရဲ့နေ့မှာဗြိတိရှမီဒီယာမီဒီယာ The Telegraph ကထရမ့်ရဲ့ပြန်တမ်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ် case switch အချင်းချောင်းမှုတွေကိုစုံစမ်းထောက်လှမ်းထားတဲ့သတင်းတပုတ်ကိုဖော်ပြခဲ့ပါတယ်ဒီသတင်းမှာဥရောပအရာရှိတချို့ကဂျာမနီကိုလာမယ့်နှစ်အနေငယ်တွင်ရောက်ရှိလာမယ့် F35 တိုက်လေယာဉ်တွေကိုထရမ့်ကအခြေခံအဖြစ်မောင်းမရအောင်လုပ်နိုင်တယ်လို့ယုံကြည်နေကြတယ်လို့ဖော်ပြထားပါတယ် ်ဂျာမနီကကမ္ဘာအဆင့်မြင့်ဆုံးတိုက်လေယာဉ်35စီးကိုဒေါ်လာ6ဘီလီယံကျော်နဲ့ဝယ်ယူဖို့ကတိပြုထားပါတယ်။ဒီလေယာဉ်တွေရောက်ရှိလာရင်ဂျာမန်လေတပ်ရဲ့တိုက်လေယာဉ်အရေအတွက်ကို126စီးကနေ164စီးအထိတိုးမြှင့်ပေးနိုင်မှာဖြစ်ပြီးဂျာမန်လေတပ်ကိုပုံမအင်အားကြီးလာစေမှာပါ။ဒါဟာအမေရိကန်ရဲ့ F35 တွေကဂျာမန်လေတပ်ရဲ့၄ဘုံတစ်ဘုံနီးပါးရှိတယ်လို့ဆိုလိုပါတယ်။ Trump မှာပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ် K switch ရှိနေမယ်ဆိုရင်ဂျာမနီအတွက်ကပ်ဘေးကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ ်သူကညွှန်ကြားချက်တစ်ခုတည်းနဲ့ဂျာမနီရဲ့တိုက်လေယာဉ်အများပြားကိုမပြန်တန်းနိုင်အောင်လုပ်နိုင်မလားဒက်တလီဂရက်ကိုရင်ကတော့အမေရိကန်ကသူ့ရဲ့ F35 တိုက်လေယာဉ်တွေရဲ့စွမ်းဆောင်ရည်ကိုခလုတ်တစ်ချက်နှဲ့ယုံနဲ့ပိတ်သိမ်းနိုင်သလားဆိုတဲ့အကြောင်းကိုကြာမြင့်စွာကလေးကပြောခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ် K-switch ဆိုတဲ့အကြံဟာကြံတန်းရက်ဆက်ပါတယ်။ဒါဟာအမေရိကန်ကသူ့မဟာမိတ်တွေကတယောက်ယောက်ကလမ်းကြောင်းမှားသွားပြီလို့ထင်ရင်စက္ကန့်ပိုင်းတွင်းမှာလက်နက်တွေကိုအသုံးမပြုနိုင်အောင်လုပ်နိုင်တယ်လို့ဆိုလိုပါတယ်။ ဒီလို cloud တွေရှိတယ်ဆိုတဲ့အစီရင်ခံစာတွေကိုတခါမှအတိမပြုတ်နိုင်သေးပါဘူး။ဒါရင်းရှိနေမယ်ဆိုရင်ယူကျင်စရာပါပဲ။ American ရဲ့ပြန်တန်းလို့မြောက်အောင်လုပ်နိုင်တဲ့ cloud တခါယူသုံးရုံနဲ့ American ရဲ့ကာကွယ်ရေးမှဝယ်ယူသူအလုံးက American စီကဝယ်ယူမှုတွေကိုရပ်တန့်သွားမှာပါ။ဘယ်စစ်တပ်ကမှတစ်ချက်နှိပ်လိုက်ရုံနဲ့ပိတ်သိမ်းလိုက်နိုင်တဲ့လက်နက်တွေနဲ့စစ်မှတ်ဖြစ်ချင်မှာဖြစ်မဟုတ်ပါဘူး။ FDF35 ကိုပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ် K switch ရဲ့ဖြစ်တည်မှုဟာအကြောင်းအရာတစ်ခုပဲဖြစ်နေသေးပါ ဒါပေမဲ့ဒီအကြောင်းအရာကိုဥရောပကလူတချို့ကတကယ်လို့ယုံကြည်နေကြပါတယ်။ဒီလူတွေထဲမှာ Yogesh Sharan Sofa လည်းပါဝင်ပါတယ်။သူကဂျာမန်လက်နက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hansot မှာစက်သွယ်ရေးဌာနကိုဦးဆောင်နေသူပါ။ Mashla အစောပိုင်းမှာဂျာမန်သတင်းဌာန Bild ကိုပြောကြားချက်မှာ Franz Hofer က F35 ပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ်ရဲ့ဖြစ်တည်မှုဟာအကြောင်းအရာတစ်ခုတည်းပေါ်ပါတယ်လို့ရိုးရိုးလေးပြောခဲ့ပါတယ်။သူပါကိုဆိုလိုတဲ့ဆိုတာကိုသူချက်မပြောခဲ့ပေမဲ့ဆိုလိုရင်းကတော့ရှင်းနေပါတယ်။ အမေရိကန်ကခလုတ်တစ်ခုကိုနှိပ်လိုက်ုံနဲ့ဥရောပရဲ့ F35 တွေဟာအလောက်လောက်တာရပ်သွားနိုင်ပါလေဒီပြောဆိုချက်တွေဟာဥရောပကတချို့လူတွေကို F35 ပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ်ရဲ့ဖြစ်တည်မှုကိုငင်းခုန်စေခဲ့ပါလေမက်ရှလာအစောပိုင်းမှာပဲဘယ်လ်ဂျင်ရဲ့ကာကွယ်ရေးဦးစီးချုပ် General Frederick Van Danna ကဒီသတင်းတွေကိုညင်းပယ်ခဲ့ပါလေဒါဖြစ်နိုင်တယ်ဆိုတဲ့ထောက်ထားတွေကျွန်တော်တို့မှမရှိပါဘူး Van Danna ကဘယ်လ်ဂျီယံသတင်းစာတစ်စောင်ကိုပြောခဲ့ပါလေ F35 ဟာအကွာအဝေးကနေထိန်းချုပ်လို့ရတဲ့လေယာဉ်မဟုတ်ပါဘူးဒီ program ဟာကမ္ဘာတစ်ဝန်းကထောက်ပံ့ရေးအကူအညီတွေပေါ်မှာမှီခိုပြီးအပူပစ္စည်းတွေအသုံးပြုတဲ့နိုင်ငံတွေကြားမှာလဲပတ်နေပါတယ်ဆွစ်ဇာလန်ရဲ့ Federal ကာဝေးဌာနကလည်း Vaccine ရဲ့ပြောဆိုချက်တွေကိုသဘောတူခဲ့ပါတယ် Match လ9ရက်နေ့ကထုတ်ပြန်ကြမှာအဖွဲ့အစည်းက F35A တိုက်လေယာဉ်တွေကိုအကွာအဝေးကနေထိန်းချုပ်တာဒါမှမဟုတ်ပိတ်ပင်တာကိုဥပမာ electronic မှာပြင်ပကနေဝင်ရောက်ဆွတ်ဖက်တာမျိုးလုပ်လို့မရနိုင်ပါဘူးဆွစ်ဇာလန်ကသူ့ကိုယ်ပိုင်ကာဝေးရေးအတွက် လက်နက်စနစ်တွေဒါမှမဟုတ်လမ်းညွန်တုံးကြီးတွေကိုအသုံးပြုခြင်းရင်သဘောတူညီချက်မလိုပါဘူးသူ့ဘာသာသူလွတ်လပ်စွာအချိန်မရွေးလှုပ်ဆောင်နိုင်ပါတယ်လို့ဆိုခဲ့ပါတယ်ဒီငင်းဆုံမှုတွေအားလုံးကိုထပ်ပေါင်းထည့်ဖို့လေရင်ထုတ်လုပ်တဲ့ကုမ္ပဏီ Lockheed Martin ကတဝါးစုံဒါမှမဟုတ် TWZ ကိုပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ်ရှိတယ်ဆိုတဲ့ချက်ကိုရင်ဆိုင်ဖို့အီးမေးလ်တစ်စောင်ပို့ခဲ့ပါတယ်ဒီအီးမေးလ်မှာ Belgium နဲ့ Switzerland ရဲ့ပြောဆိုချက်တွေကိုညွှန်ထားပြီး ထရမ့်မှာ F35 တွေကိုပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ်ရှိတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။ F35 ပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ်မရှိဘူးလို့ဥရောပနိုင်ငံအများပြနဲ့လေယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီကအတည်ပြုထားပါတယ်။ကံမကောင်းသွားနေပဲဒါကတိတ်ရိုးရှင်းမနေပါဘူး။ဘာလို့လဲဆိုတာကိုရှင်းပြဖို့အတွက်ယူကရိန်းမှာအမေရိကန်ထုတ်တိုက်လေယာဉ်တစ်စီးဖြစ်တဲ့ F16 နဲ့ပတ်သက်တဲ့မကြာသေးခင်ကပြဿနာတွေကိုလေ့လာရမှာပါ။စစ်ပွဲအတော်များများမှာယူကရိန်းသမ္မတဗလာဒီမာဇယ်လန်စကီက မဟာမိတ်တွေကို F16 တွေပေးဖို့တောင်းဆိုခဲ့ပါတယ်။ဇလန်စကီကဒီတိုက်လေယာဉ်တွေဟာတိုက်လေယာဉ်အများစုထက်တာလွန်တယ်လို့ယုံကြည်ခဲ့ပါတယ်။ရုရှားကယူကရိန်းမှာအသုံးပြုနေတဲ့တိုက်လေယာဉ်တွေကိုတံပြန်ဖို့အတွက် F16 တွေဟာအရေးပါပါတယ်။ F16 တွေဟာလှင်မြန်ပြီးထိရောက်တဲ့ဒုံးကျည်တွေနဲ့ပြည့်နှက်နေတာကြောင့်ရုရှားကနေယူကရိန်းစီကိုပြစ်လွတ်လိုက်တဲ့ဒုံးကျည်တွေနဲ့ drone တွေကိုဖျက်ဆီးနိုင်ပါတယ်။ဥရောပကဒီတောင်းဆိုမှုတွေကိုတုံ့ပြန်ခဲ့ပြီး2024ခုနှစ်ဇွန်လမှာဥရောပနေတိုးနိုင်ငံတွေက ယူကရိန်းကို F-16 65ဒီပေးဖို့သဘောတူညီခဲ့ပါတယ်။ပထမဆုံး F-16 တွေကို2024ခုနှစ်ဇူလိုင်လမှာယူကရိန်းကိုပို့ဆောင်ပေးခဲ့ပြီးနောက်ထပ်လေယာဉ်တွေလည်းရောက်ရှိလာဖို့ရှိပါတယ်။2023ခုနှစ်မတ်လအထိယူကရိန်းရဲ့တိုက်လေယာဉ်တွေဟာ69ဒီပဲရှိတယ်ဆိုတော့ Center for Strategic and International Studies ရဲ့အဆိုအရရောက်ရှိလာမဲ့ F-16 တွေဟာယူကရိန်းရဲ့လေကြောင်းချင်းချောင်းနိုင်ငံကိုနှစ်ဆနီးပါးတိုးမြှင့်ပေးနိုင်မှာပါ။ဒါဟာအဲ့ဒီချိန်ကယူကရိန်းအတွက်သတင်းကောင်းတွေပါပဲ။ ဒါပေမဲ့ American ထုတ်တိုက်ကရင်တွေကိုထောက်ပံ့ဖို့ဂတိကဝတ်ပြုခဲ့တာက Trump တမရဖြစ်လာကန်ဒီမှာဖြစ်ပါတယ်။ Trump က Ukraine ကိုရောက်ရှိလာမဲ့ F16 တွေကိုရပ်တန့်ဖို့ဘာမှမလုပ်နိုင်ပါဘူး။ဒီလေတွေအားလုံးကိုဥရောပနိုင်ငံတွေကထောက်ပံ့ပေးနေတာပါ။ဒါပေမဲ့သူ့ရဲ့မကြာသေးခင်ကဆုံးဖြတ်ချက်တွေကသူဟာဒီလေတွေကိုပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ်မျိုးအကောင့်ထဲပေါ်နိုင်နေဆိုတာကိုပြသနေပါတယ်။ဒါဟာ F16 တွေကိုချက်ချင်းပိတ်သိမ်းလိုက်တဲ့ခလုတ်မျိုးမဟုတ်ပါဘူး။အဲ့ဒီအစား American က Ukraine ရဲ့ F16 တွေကို ူတို့ဖြစ်တဲ့အကျိုးသက်ရောက်မှုထက်ပိုနှဲအောင်လုပ်နိုင်တဲ့ပိုပြီးတိမ်ပွေးတဲ့နီလန်းတွေကိုအသုံးပြုနိုင်ပါတယ်။ထရမ့်ကဒါကို2024ခုနှစ်မတ်လအစောပိုင်းမှာယူကရိန်းကိုစစ်ရေးအကူအညီနဲ့ထောင်လိုင်းရေးသတင်းအချက်အလက်မျှဝေမှုတွေကိုယာယီရပ်ဆိုင်းလိုက်တဲ့အခါမှာလုပ်ခဲ့ပါတယ်။ဒီအကူအညီရပ်ဆိုင်းလိုက်တာဟာယူကရိန်းရဲ့ F-16 တွေအတွက်ကိုယ်ပိုင်ပြဿနာတစ်ခုဖြစ်ပါတယ်။အကူအညီရပ်ဆိုင်းလိုက်တာဟာယူကရိန်းကသူ့ရဲ့တိုက်လေယာဉ်တွေမှာအသုံးပြုနိုင်တဲ့ဒုံးကျည်တွေနဲ့အခြားလက်နက်တွေယူကရိန်းစီကိုမရောက်ရှိနိုင်တော့ဘူးလို့ဆိုလိုပါတယ်။ ထောက်လိုင်းသတင်းအချက်အလက်မျှဝေမှုရပ်ဆိုင်းလိုက်တာဟာယူကရိန်းကသူ့မဟာမိတ်တွေစီကလိုအပ်တဲ့သတင်းအချက်အလက်တွေကိုမရနိုင်တော့ဘူးလို့ဆိုလိုပါတယ်။ဒါကြောင့်ရုရှားရဲ့ချင်းချောက်မှုတွေကိုရင်ဆိုင်ရတဲ့အခါမှာ F system တွေကိုမှန်ကန်တဲ့ဥတီယာကိုလမ်းညွှန်ပေးနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ယူကရိန်းအတွက်အစိုးရအရဆုံးအရာကတော့ Trump ရဲ့ရပ်ဆိုင်းလိုက်တာဟာ F system တွေရဲ့ radar နှောက်ရက်ပေးတဲ့စနစ်တွေအတွက်အရေးပါတဲ့ထောက်ပံ့မှုတွေကိုပါရပ်ဆိုင်းလိုက်တာပါပဲ။ဒီနှောက်ရက်ပေးတဲ့စနစ်တွေဟာရုရှားရဲ့လေတပ်က ယူကရိန်းရဲ့ app system တွေကိုထောက်လန်းပြီးသွားတဲ့အချိန်မှာနောက်ကျသွားအောင်လှုံ့ဆော်ပေးပါတယ်။ဒါတွေဟာအရေးပါတဲ့ကာကွယ်မှုတွေပါ။ဒါတွေမရှိဘဲနဲ့ယူကရိန်းရဲ့ app system တွေဟာတိုက်ပွဲတွင်အခြေအနေအရန်ဆိုးနေပါတယ်။ဟုတ်ပါတယ်။သူတို့ဟာအရန်မြန်ဆန်တဲ့လေယာဉ်တွေပါ။ဒါပေမဲ့ရုရှားကသူတို့ရဲ့ radar စနစ်တွေပေါ်မှာ app system တွေကိုထောက်လန်းနိုင်တဲ့စွမ်းရည်ရှိတာဟာပူတင်ရဲ့တပ်တွေကယူကရိန်းရဲ့ app system တွေကိုပိတ်မှတ်ထားပြီးတိကျတဲ့ဒုံးကျည်တွေနဲ့ပြစ်ခတ်နိုင်တယ်လို့ဆိုလိုပါတယ်။ ဒါကြောင့် app system တွေဟာသူတို့ရဲ့တာဝန်တွေကိုမပြည့်မြောက်ခင်ကောင်းငင်တွေကနေပြစ်ချခံရနိုင်ပါတယ်။အထူးသဖြင့် Ukraine ကို app system တွေထောက်ပံ့ပေးတဲ့ဥရောပနိုင်ငံတွေရဲ့အဖွဲ့ဟာ American leader ကို app system တွေရဲ့အောက်ဘက်မှာတက်ဆင်ထားတဲ့ ANALG 131 electron နဲ့အနှောက်ယှက်ပေးတဲ့စနစ်တွေကို program ရေးဖို့တာဝန်ပေးထားပါတယ်။ဒီစွမ်းရည်ဟာ Ukraine အတွက်အရေးပါပါတယ်။ Force မှာဖော်ပြထားတဲ့အတိုင်း Ukraine ဟာ Russia နဲ့စစ်ပွဲကိုတိတာထင်ရှားတဲ့လေကြောင်းနှောက်ယှက်ပေးတဲ့စနစ်တွေမပါဘဲစတင်ခဲ့တာပါ။ ဒါဟာယူကရိန်းလေတပ်အတွက်ကပ်ဘေးကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ပူတင်ရဲ့ကျူးကျော်စစ်စတင်ပြီးပထမလအနေငယ်တွင်မှာဆိုဗီယက်ခေတ်က MNG နဲ့စုခွိုင်းတိုက်လေရင်100လောက်ကို စရဲမှပယ်ဖြတ်ခဲ့ရပါတယ်။ ANALJU 131တွေရောက်ရှိလာတာဟာယူကရိန်းရဲ့ F16 တွေအတွက်လိုအပ်နေတဲ့ကာကွယ်မှုကိုပေးဆွမ်းနိုင်ပြီးရုရှားရဲ့တိုက်ခိုက်မှုကိုချက်ချင်းမကြောက်ရွံ့မဲ့လှုံ့ဆော်နိုင်အောင်ကူညီပေးပါတယ်။ Forbes ကယူကရိန်းရဲ့ F16 တွေဟာ American ထုတ်ကာကွယ်ရေးစနစ်နှစ်ခုဖြစ်တဲ့ Pylon Integrated Dispenser System PIDS နဲ့ Electronic Combat Integrated Pylon System ECIPS တွေကိုအသုံးပြုနိုင်တယ်လို့ထောက်ပြခဲ့ပါတယ်။ PIDS ဟာ App System တွေပတ်လည်မှာတပ်ထုစက်ကူတွေနဲ့အပူပေးမီးတောက်တွေကိုထုတ်လွှတ်ပေးပြီးရုရှားရဲ့အနီအောက်ရောင်ကြီးလမ်းညွန်ပစ်ချတဲ့လေကြောင်းပစ်လေယာဉ်ပစ်ဒုံးကြီးတွေကိုလေယာဉ်စီရောက်မလာအောင်တားဆီးပေးပါတယ်။ ECIPS ကတော့ရေဒါနှောက်ယှက်ပေးတဲ့စနစ်တွေနဲ့ဒုံးကြီးတတိပေးစနစ်တွေကိုထည့်သွင်းနိုင်ပြီး App System လေယာဉ်မှုတွေကိုလေကြောင်းချိမ့်ချောက်မှုတွေကိုရှောင်ရှားနိုင်အောင်ကူညီပေးပါတယ်။ ယူကရိန်းကမက်ရှလ9ရက်နေ့ကစောင်းပါတပုတ်မှာဖော်ပြထားတဲ့အတိုင်းအမေရိကန်ကစစ်ရေးအကူအညီနဲ့ထောက်လှမ်းရေးတရင်အချက်အလက်မျှဝေမှုတွေကိုရပ်ဆိုင်းလိုက်တာဟာယူကရိန်းရဲ့ F16 တွေကိုဒီအရေးပါတဲ့ပစ္စည်းတွေမှာပါပဲလှုပ်ဆောင်တိုက်ခိုက်ရမယ်လို့ဆိုလိုပါတယ်။ယူကရိန်းမှာအခြားရွေးချယ်စရာတွေရှိတယ်လို့ဖော်ပြထားပါတယ်။ပြင်သစ်ကသူ့ရဲ့ Mirage 2000တန်တိုက်နေရင်တွေကို Electronic စစ်ပွဲစနစ်တွေနဲ့ပြင်ဆင်ပြီးမှယူကရိန်းကိုပို့ဆောင်ဖို့လှုပ်ဆောင်နေပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့ F16 ပြဿနာတွေက Trump ဟာတိုက်လေယာဉ်တွေကိုပိတ်သိမ်းဖို့ပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ်မလိုအပ်ဘူးဆိုတာကိုဖော်ပြနေပါတယ်။သူကလေယာဉ်တွေအနေနဲ့ကင်းစွာပြန်တန်းနိုင်ဖို့လိုအပ်တဲ့အရေးပါတဲ့အစိတ်ပိုင်းတွေကိုရယူခွင့်ကိုရပ်ဆိုင်းလိုက်ုံနဲ့ရည်မှန်းချက်တူတာကိုရရှိနိုင်ပါတယ်။ဒီအချိန်မှာ Trump ကယူကရိန်းကိုအမေရိကန်ရဲ့အကူအညီနဲ့ထောင်လေရေးတရင်အချက်အလက်မျှဝေမှုတွေကိုယာယီရပ်ဆိုင်းထားတာကို ရပ်လိုက်ပြီလို့သတိပြုတင်ပါတယ်။ F-16 အခြေအနေကအမေရိကန်ထုတ်တိုက်လေယာဉ်တွေဟာလေထဲမှာဆက်လက်ပြန်တန်းနိုင်ဖို့ အမေရိကန်ရဲ့ထောက်ပံ့မှုတွေနဲ့ဝယ်ဆောင်မှုတွေပေါ်မှာမှီခိုနေရတယ်ဆိုတာကိုပြသနေပါဗျ။ဒါဟာ F35 အတွက်လည်း F16 အတွက်လည်းဒီသဘောတရားအတိုင်းပဲဖြစ်ပါတယ်။ F35 ဟာဆွစ်ဇာလန်ကဖော်ပြထားတဲ့အတိုင်းအကွာအဝေးကနေထိန်းချုပ်လို့ရတဲ့လေယာဉ်မဟုတ်ပေမဲ့အမေရိကန်ကထိန်းချုပ်တဲ့ထောက်ပံ့ရေးကွင်းဆက်တွေထိန်းသိမ်းမှုတွေနဲ့ကွန်ပျူတာကွန်ရက်တွေပေါ်မှာအများကြီးမှီခိုနေရတဲ့လေကြောင်းစနစ်တစ်ခုဖြစ်ပါတယ်။ TWZ အဆိုအရဥရောပနိုင်ငံတစ်ခုစီကိုတင်ပို့လိုက်တဲ့ F35 တိုင်းဟာ အမေရိကန်ရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုတွေကိုခံရပြီးလုံဆောင်မှုအရေးပါတဲ့နိလန့်တွေမှာအမေရိကန်အစိုးရနဲ့လေရင်နဲ့သူ့ရဲ့ထောက်ပံ့ရေးစနစ်တွေကိုတိစောက်တဲ့ကုမ္ပဏီတွေရဲ့ထောက်ပံ့မှုတွေပေါ်မှာမှီခိုနေရပါတယ်။ထောက်ပံ့မှုတွေကိုရပ်တန့်လိုက်အောင်ပါပဲ။ဒါဆိုရင်ဒီစနစ်တွေဟာမြန်မြန်ဆန်ဆန်ပြည့်စည်သွားမှာပါ။ပုံမှန်စစ်မြင့်လာလေလေပြည့်စည်မှုပုံမြန်လေပါပဲ။ F35 ဟာကမ္ဘာအဆင့်မြင့်ဆုံးတိုက်လေယာဉ်ဖြစ်တာကြောင့်ပြည့်စည်မှုဟာထောက်ပံ့မှုရပ်တန့်လိုက်တာနဲ့ချက်ချင်းကြီးပါဖြစ်လာမှာပါ။အမေရိကန်ထုတ်ဖြစ်ပေမဲ့ အမေရိကန်ကသူ့ရဲ့နေတိုးမဟာမိတ်တွေနဲ့အတူပူးပေါင်းပြီးဒီစီမံကိန်းကိုဖြစ်မြောက်အောင်လှုပ်ဆောင်ခဲ့တာကြောင့်ဒီလေယာဉ်ရှိနေတာပါ F35 ဟာနိုင်ငံပေါင်းများစွာရဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့ရလဒ်ဖြစ်ပါတယ်။ F35 JPO ရဲ့ပြောရေးဆိုခွင့်ရှိသူပြောရေးဆိုခွင့်ရှိသူတဦးက TWZ ကိုပြောကြားချက်အရအမေရိကန်တနိုင်ငံတွေကအခြားနိုင်ငံတွေရဲ့ F35 တွေကိုဘလို့အသုံးပြုသလဲဆိုတာကိုမထိန်းချုပ်နိုင်ဘူးလို့ဆိုလိုပါတယ်။သူကဒီလေယာဉ်ဟာနှက်ဆိုင်တဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့ရလဒ်ဖြစ်တာကြောင့် မေရိကန်ကအခြားနိုင်ငံတွေရဲ့ F35 တွေကိုအသုံးပြုတာကို ထောက်ပံ့မှုတွေဖြတ်တောက်ပြီးမရက်တန်နိုင်ဘူးလို့ဆိုလိုပါတယ်။ဒါပေမဲ့ဒါကမမှန်ပါဘူး။ TWZ က Lockheed Martin နဲ့ Pratt and Whitney တို့က F35 တိုက်နေရင်အတွက်အဓိက data ခွင့်ပြုချက်တွေကိုဆက်လက်ပိုင်ဆိုင်ထားတယ်လို့ဖော်ပြထားပါတယ်။ Pratt and Whitney က F35 တိုက်နေရင်တိုင်းကိုမောင်းနှင်ပေးတဲ့ engine တွေကိုထောက်ပံ့ပေးပါတယ်။ဒီ data ခွင့်ပြုချက်တွေကိုဆက်လက်ပိုင်ဆိုင်ထားတာကြောင့် တခြားထုတ်လုပ်သူတွေအတွက်ဒီလေယာဉ်တွေအတွက်အင်ဂျင်တွေတိစောက်ဖို့အခက်ခဲပါတယ်။ဒီ data ခွင့်ပြုချက်တွေဟာကန့်သတ်ချက်တွေကိုလည်းဖန်တီးပေးပါတယ်။ F35 ကိုပြုပြင်ဖို့ဒါမှမဟုတ်ပုံမှန်ထိမ့်သိမ်းမှုတွေလုပ်ဖို့ဆိုရင်ကုမ္ပဏီအဆောက်အုံတွေမှာပဲလှုပ်ဆောင်နိုင်ပါတယ်။ဒီကုမ္ပဏီတွေကိုဥရောပက F35 အသုံးပြုသူတွေကိုဝန်ဆောင်မှုတွေပေးတာကိုရပ်ဖို့အမိန့်ပေးလိုက်ရင် Rockway ပြောတဲ့အတိုင်းပျက်စီးယိုယွင်းမှုတွေကိုမကြခင်စတင်မြင်တွေ့ရမှာပါ။ ဒီလေယာဉ်တွေကိုအသုံးပြုတဲ့နိုင်ငံတွေမှာဒါကိုလုပ်ဖို့ဘလို့နီးပညာမှမရှိပါဘူးလို့ TWZ ကဆိုပါတယ်။ဒါဟာဥရောပအတွက်ပြဿနာဖြစ်ပါတယ်။ Trump မှာပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ်မရှိပေမဲ့ American ထုတ်လုပ်တဲ့လေယာဉ်တွေကသူတို့ရဲ့မဟာမိတ်တွေကိုပေးတဲ့ဝန်ဆောင်မှုတွေကိုထိန်းချုပ်နိုင်တဲ့အတိုင်းအတာတစ်ခုရှိပါတယ်။ American က Ukraine ကိုအကူအညီဖြတ်တောက်လိုက်တဲ့အခါ F-16 တွေဟာအသုံးဝင်တော့တာကိုမြင်တွေ့ခဲ့ရတယ်လို့ပဲ F-35 တွေဟာလည်းအခြေခံထိန်းသိမ်းမှုတွေကိုဆုံးရှုံးသွားရင်အသုံးဝင်တဲ့အရာတွေဖြစ်သွားမှာပါ။ ထရမ့်ကထုတ်လုပ်သူတွေကိုဥရောပက F35 အသုံးပြုသူတွေကိုအရေးပါတဲ့ထောက်ပံ့ရေးစနစ်တွေဒုံးကြီးတွေနဲ့ electronic စစ်ပွဲအစိတ်ပိုင်းတွေထောက်ပံ့ပြီးတာကိုတားမြစ်ဖို့ဆုံးဖြတ်လိုက်ရင်သူတို့ဝယ်ထားတဲ့တိုက်တရင်တွေကိုအသုံးပြုနိုင်စွမ်းကိုထိရောက်စွာဖျက်ဆီးလိုက်သလိုဖြစ်သွားမှာပါ Aerodynamic Advisory က Richard Apolafia ကပြဿနာရဲ့အရင်းမြစ်ကိုရှင်းပြခဲ့ပါတယ် F35 ဟာယုံကြည်မှုရှိတဲ့ခေတ်ရဲ့ထုတ်ကုန်တစ်ခုဖြစ်ပါတယ်လို့သူကပြောပါတယ် Trump ကဒီစနစ်အတွက်ထောက်ပံ့မှုတွေကိုဖျက်တောက်လိုက်ရင် သူတို့အမေရိကန်ရဲ့ဥရောပနဲ့ NATO မိတ်ဆွေတွေဟာအမေရိကန်ကိုနောက်တစ်ခါဘယ်တော့မှမယုံကြည်တော့ဘူးလို့သူကဆိုပါတယ်။ဒါဆိုရင် Trump ကဘာကြောင့်ဒီပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ်ကိုနှိပ်ချင်တာလဲ။အဖြေကတော့ဖိအားပေးဖို့ပါပဲ။ Telegraph ရဲ့ F35 ပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ်အကြောင်းသတင်းစီရင်ခံစားရ Trump ရဲ့ Mashla အစောပိုင်းကယူကရိန်းကိုစစ်ရေးကူညီနဲ့ထောက်လန်းရေးသတင်းအချက်အလက်မျှဝေမှုတွေကိုရပ်ဆိုင်းလိုက်တာဟာ ဇလန်စကီကိုရုရှားနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲစတင်မှုဖိအားပေးဖို့ကြိုးပမ်းမှုတစ်ခုဖြစ်ပါတယ်။ထရမ့်ဘက်ကဇလန်စကီကိုအမေရိကန်နဲ့ယူကရိန်းကြားတပ်တူဒုဖော်ရေးသဘောတူညီချက်ပေါ်ဆွေးနွေးမှုတွေပြန်ဆဖို့ဖိအားပေးကြတာလည်းဖြစ်နိုင်ပါတယ်။ဒါအပြင်ဒီရက်ဆိုင်မှုဟာဖေဖော်ဝါရီလ28ရက်နေ့ကထရမ့်နဲ့ဇလန်စကီတို့ကြားဖြစ်ခဲ့တဲ့အိမ်ပြည်တော်စည်းဝေးပြီးတဲ့နောက်ရပ်ပိုင်းအတွင်းမှာဖြစ်လာတာကိုမှတ်သားစေရပါပဲ။အဲ့ဒီစည်းဝေးမှာအမေရိကန်သမ္မတကဇလန်စကီကိုသူ့လမ်းအတိုင်းလုပ်ဖို့ ဒါမှမဟုတ်အရာအလုံးကိုအရှုံးပေးဖို့လို့ပြောနေသလိုပါပဲ။ဒါဟာအလုပ်ဖြစ်ခဲ့ပါတယ်။ဇယ်လန်စကီနဲ့ထရမ့်ရဲ့အုပ်ချုပ်ရေးတွေကကိုယ်စလဲတွေဟာဆော်ဒီအာရေဗျမှာဆေးသက်ပြီး30ရက်စစ်ပစ်ခတ်မှုရစရေးသဘောတူညီချက်တွေကိုဆွေးနွေးခဲ့ပါတယ်။ထရမ့်ကသူ့ရဲ့စရေးကူညီရပ်ဆိုင်းလိုက်တာနဲ့ယူကရိန်းရဲ့ F-16 တွေပေါ်တိုက်ရောက်မှုတွေကဇယ်လန်စကီကိုဆွေးနွေးပွဲမှာပါဝင်လာအောင်လုပ်နိုင်တယ်လို့ခံစားရမှာပါ။အမေရိကန်သမ္မတကဆော်ဒီအာရေဗျအစည်းအဝေးမှာ ယူကရိန်းကတပ်တူဒူဖော်ရေးသဘောတူညီချက်ပေါ်ဆွေးနွေးမှုတွေပြန်ဆဖို့ကတိကိုယ်ရတစ်ခုကိုလည်းရရှိခဲ့ပါတယ်။ထရမ့်ကယူကရိန်းကိုဖြတ်တောက်လိုက်တာနဲ့သူလိုချင်တာကိုရခဲ့ပါတယ်။ဥရောပကအခုဆိုရင်ထရမ့်ကသူတို့ရဲ့ F35 တွေနဲ့ပတ်သက်ပြီးတူညီတဲ့လက်ကွက်တွေကိုအသုံးပြုအောင်လားဆိုတာတွေးနေကြပါတယ်။အမေရိကန်ကဥရောပကလမ်းကြောင်းမှားနေပြီလို့ထင်ရင်ဒါမျိုးလုပ်နိုင်ပါတယ်။နောက်ဆုံးမိန့်ခွန်းကတော့ရိုးရှင်းပါတယ်။ထရမ့်ကထောက်ပံ့မှုတွေကိုဖြတ်တောက်လိုက်ရင်ဥရောပဘောဘယ်လိုတက်ရောက်မှုရှိမလဲ။ ပထမဆုံးအနေနဲ့ဒါဟာဥရောပရဲ့နေတပ်တွေကိုလုံးဝပိတ်သိမ်းသွားတယ်မှာမဟုတ်ပါဘူး F35 တွေဆုံးရှုံးသွားရင်တက်ရောက်မှုမရှိဘူးလို့မဆိုလိုပါဘူးအစောပိုင်းမှာဖော်ပြခဲ့သလိုပဲဂျာမနီမှာ F35 35ကြီးရောက်ရှိလာဖို့ရှိပြီးဒါဟာသူ့ရဲ့တိုက်လေယာဉ်စုစုပေါင်းရဲ့၄ပုံတစ်ပုံနီးပါးရှိပါတယ် Lockheed Martin ကလည်း2035ခုနှစ်အဆုံးမှာဥရောပမှာ F35 600လောက်လဲပတ်နေလိမ့်မယ်လို့ခန့်မှန်းထားပါတယ်ဥရောပနိုင်ငံတွေကဒီတိုက်လေယာဉ်တွေကိုဆက်လက်ဝယ်ယူနေမယ်ဆိုရင်ဖြစ်ပါတယ် မက်ရှလ2025မှာပဲနော်ဝေက F35 3D ထပ်ရရှိခဲ့ပြီးနောက်ထပ်လေယာဉ်တွေကလည်းရောက်ရှိလာဖို့ရှိပါတယ်။ဒီလေယာဉ်တွေကိုအမေရိကန်ရဲ့ပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့ခလုတ်ကြောင့်ဆုံးရှုံးသွားရင်ကပ်ဘေးကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ဥရောပဟာအရေးပါတဲ့လေကြောင်းအင်အားတွေကိုဆုံးရှုံးရုံသာမကကမ္ဘာအဆင့်မြေဆုံးတိုက်လေယာဉ်လို့သတ်မှတ်ခံထားရတဲ့ F35 တွေကိုဆက်လက်အသုံးပြုခွင့်မရတော့မှာပါ။ရုရှားနဲ့အခြားရန်သူတွေအပေါ်ဥရောပရဲ့ချိန်ချောက်မှုဟာတိတိတသားရော့ကျသွားမှာပါ။ ဒါပေမဲ့ဒီချင်းချောက်မှုဟာလုံးဝပျောက်ကွယ်သွားမှာတော့မဟုတ်ပါဘူး။ဥရောပဟာ F35 ကိုအစားထိုးနိုင်တဲ့စက်ထမမျိုးဆက်တိုက်လေယာဉ်တစ်မျိုးကိုဖန်တီးနေပါဗျ။ Future Combat Air System ဒါမှမဟုတ် FCAS လို့အမည်ပေးထားတဲ့ဒီလေယာဉ်ကိုဥရောပနည်းပညာရယူမှုအစီအစဉ် European Technology Acquisition Program ရဲ့အစိပ်ပိုင်းအနေနဲ့ဖွံ့ဖြိုးတိုးတက်အောင်လှုံ့ဆော်နေပါဗျ။ဒီအစီအစဉ်မှာပြင်သစ်ဂျာမနီစပိန်အီတလီဆွီဒင်နဲ့ပြည်ထိုင်တို့ပူးပေါင်းပါဝင်နေပါဗျ။ ဒီလျင်ဟာလွတ်တင်မှုအစင်းသက်မဖြစ်သေးပေမဲ့ဥရောပမှာကိုပိုင်ကာဝေးရေးထုတ်လုပ်မှုကိုအာရုံစိုက်လာတဲ့လားရာတစ်ခုကို ဖော်ပြနေပါဗျ။အမေရိကန်ရဲ့အစိမ့်မြင့်ဆုံးလက်နက်စနစ်တွေပေါ်မှာမှီခိုနေတာထက်ကိုပိုင်ထုတ်လုပ်မှုကိုအာရုံစိုက်လာတာပါ။ထရမ့်ကဥရောပရဲ့ F35 တွေကိုပိတ်သိမ်းလိုက်ရင်ဒီအစီအစဉ်ကိုပုံမမြန်ဆန်အောင်လှုပ်ဆောင်နိုင်မှုဖြစ်နိုင်ပါတယ်။ဥရောပမှာသူ့ကိုပိုင်စတုထမျိုးဆက်တိုက်လေယာဉ်တွေလည်းရှိပါတယ်။ဒါတွေဟာအမေရိကန်ရဲ့ F16 တွေနဲ့တန်းတူပါပဲ။ဒီလေယာဉ်တွေထဲမှာ Eurofighter ထိုင်ဘုံ ပြင်သစ်ထုံး Rafi နဲ့ Mirage Subgripen တို့ပါဝင်ပါတယ်။ဒီတိုက်လေယာဉ်တွေကို American ကမထိန်းချုပ်နိုင်ပါဘူး။သူတို့ဟာ F-35 တွေလောက်အဆင်မပြေပေမဲ့ဥရောပရဲ့လေကြောင်းချိန်ချောင်းနိုင်မှုကိုထိမ့်သိမ်းထားနိုင်အောင်အင်အားရှိနေပါလေ။ F-35 တွေကိုဆုံးရှုံးသွားရင်တော့ဒီချိန်ချောင်းမှုဟာအရင်လောက်ကြီးကြီးမားမားတော့မရှိတော့ပါဘူး။အားလုံးကိုကျေးဇူးတင်ပါတယ်။